WeChat account တွေဖွင့်ထားပြီးတော့မသုံးဖြစ်တော့လို့ logout လုပ်လိုက်တဲ့လူတွေပေါ့နော်အဲမှာဖုန်းနံပါတ်တွေလည်းမရှိတော့စင်ကတ်တွေလည်းမရှိတော့ဘူးပေါ့နော်ကိုက WeChat account တစ်ကောင်းဖွင့်ပြီဆိုရင်တော့အဲကိုရဖုန်းနံပါတ်လေးလဲဆိုစင်ကတ်လေးကိုလည်း GUI site ပါပြီး WeChat ID WeChat ဒီလို WeChat ID ဆိုရှားရတာခက်တယ်အဲဒီလိုမျိုးဆိုရင်တော့ အဲဒါဆိုရှားတာလွယ်တာပေါ့နော်ပြီးရင်ကိုယ့်ရဲ့ hair front hair front ကိုယ့်အကောင်းနဲ့ front ဖြစ်ထားတယ်ဘယ်လိုလဲဆိုတော့မှတ်ထားအဲ့ဒီမှာမှကျွန်တော်တို့ကဒီလိုမျိုးဆင်းကက်ကဆင်းကက်လည်းရှိတယ်ဆိုရင်တော့ဖုန်းနံပါတ်လည်းချိန်မထားရဘူးဆိုအကောင့်ပြောင်းဝင်နေချိန်ညာရင် SMS ကုန်းနဲ့ပြောင်းဝင်လို့ရတယ်။အဲ့ဒီမှာနံပါတ်ကိုချိန်ပဲတယ်နံပါတ်ကိုချိန်နဲ့ချိန်ပြီးတော့ SMS ကုန်းကမပေါ်တော့မပေါ်တော့တဲ့အချိန်မှာမပေါ်တော့ဘူးဆိုရင်အဲဟိုအကောင့်ပြောင်းဝင်နေချိန်ညာရင် hair front hair front ပေါ်တယ်ဆိုရင်တော့ကျွန်တော်ဒီ hair front အကူနဲ့ပြောင်းဝင်လို့ရတယ်။အဲ့က hair front အကူလည်းမပေါ်တော့ sync ကလည်းမရှိတော့ဆိုကျွန်တော်ဒီ WeChat ID နဲ့ဝင်ရမှာပေါ့နော်။အကိုရဲ့ WeChat ID ရောမှတ်မိတယ်ဆိုရင်ကျွန်တော် WeChat ID နဲ့ဝင်ပြီးပြင်ပေးထားပါတယ်။အဲ့ဒါအရင်ကြည့်ပါ။အဲ့တိုင်းဝင်မှာနောက်ဆုံးနေရာရောက်ရင် hair front အကူတောင်းပါလိမ့်မယ်။ hair front ကိုတောင်းပြီဆိုကိုကိုနဲ့ front ဖြစ်ထားတဲ့လူရှာ။အဲ့ကလူကိုအကူညီတောင်း။အဲ့ဘလို့လူတွေကအောင်နာများလဲဆိုကိုနဲ့ front ဖြစ်ထားတာကြားတယ်အနည်းဆုံးလားချီကြားတဲ့လူတွေပြီးရင်ကိုနဲ့စကားပြောထားတဲ့အဲ့စ်ဖြစ်ထားတဲ့လူတွေဆိုရင်သူတို့ကိုရင်ကုပေးရင်အကောင့်အပြောင်းဝင်လို့ရတယ် အဲဒီလိုမျိုးရိုးဖြစ်တာမကြတယ်ဘူးဆိုရင်တော့ပြောင်းဝင်လို့မရဘူးเนาะအဲ့ဒီတော့ဟိုဝေချက်အကောင့်ဖွင့်သွားပြီဆိုဖုန်းနံပါတ်လေးလည်းမှတ်ထားဘူးချိုင်းဒီဒီလည်းမှတ်ထားเนาะ hair front အကူလေးလည်းကိုယ်နဲ့ရင်းနှီးဖြစ်တယ်လို့ဘယ်လိုလဲရှိတယ်ဆိုတော့မှတ်ထားပါเนาะ